တိုင်းကတန်ဆေးလွန်ပေဆိုသလိုပဲခန္ဓာကိုယ်ထဲမှာသွေးဖြူနည်းလွန်တာကကိုယ်ခံအောင်ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မလို့မကောင်းလို့ဆိုပေမဲ့သွေးဖြူများလွန်တာကလည်းခန္ဓာကိုယ်ထဲမှာရောဂါတွေခံစားလာရနိုင်ခြင်းကိုတိုးစေနိုင်ပါတယ်။ဒါကြောင့်မလို့သွေးဖြူများလွန်တာကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။သွေးဖြူဆိုတာကခန္ဓာကိုယ်ထဲမှာစစ်စစ်နေတဲ့သွေးတွေက သွေးနီဦးသွေးဥမွားသွေးစဲတွေလိုမျိုးသွေးထဲမှာရှိနေတဲ့အရာတခုပါပဲသွေးဖြူဦးတွေအရဆိုလို့ရှိရင်ခန္ဓာကိုယ်ကိုပြင်ပရောဂါတွေမဖြစ်လာအောင်လို့ဒါစိကပ်ခွဲပေးနိုင်ပါတယ်ပြီးတော့ကိုယ်ခန္ဓာစနစ်ကိုကောင်းမွန်စေဖို့အတွက်လည်းထောက်ကူပေးနိုင်ပါတယ်ရောဂါတွေကိုတတ်ထုတ်ပေးနိုင်တဲ့ပဏိပစ္စည်းတွေကိုလည်းထုတ်လုပ်ပေးနိုင်ပါတယ်ရှင် အခုဆက်ပြီးတော့ဘလို့အခြေအနေကိုသွေးဖြူများတယ်လို့ဆိုတာလဲဆိုတာကိုပြပြပေးခြင်းပါတယ်ရှင်။သွေးဖြူပမာဏကလူတစ်ယောက်နဲ့တစ်ယောက်မှာတော့မတူနိုင်ပါဘူး။သွေးဖြူပမာဏက3500ကနေ1500ပါမိုက်ခရိုလီတာရှိနေတာကတော့ပုံမှန်ပါပဲ။သွေးဖြူပမာဏက4500ပါမိုက်ခရိုလီတာထက်နည်းနေမယ်ဆိုလို့ရှိရင်တော့ဒါဟာခနာကိုယ်ထဲမှာသွေးဖြူပမာဏနည်းနေတာပါ။သွေးဖြူပမာဏက11000ပါမိုက်ခရိုလီတာထက်များနေမယ်ဆိုလို့ရှိရင်တော့ဒါဟာသွေးဖြူများနေတာဖြစ်ပါတယ်ရှင်။ လေးလာမှုတွေရာသွေးဖြူများနေတဲ့အမျိုးသားနဲ့မျိုးသမီးပေါင်းဆိုလို့ရှိရင်နှလုံးနဲ့သွေးကြောဆိုင်ရာယောဂါတွေခံစားရနိုင်ခြေကပုံမှန်ထက်ပိုများနေရလို့ဆိုပါရယ်အပြည့်မတိုင်ခင်မှာနှလုံးယောဂါကြောင့်တည်ဆုံးနိုင်ခြေကလည်းပိုပြီးတော့များနေပါရယ်ရှင်နောက်တစ်ချက်ကကြတော့သွေးဖြူများလွန်းတာကခန္ဓာကိုယ်မှာကိစ္စယောဂါဖြစ်နိုင်ခြေကလည်းပိုများနေရလို့ဆိုပါရယ်ရှင် ခနာကိုထဲမှာသွေးဖြူစဲပမာဏကလူရာထက်ပိုများနေမယ်ဆိုလို့ရှိရင်တော့အခုပြပြပေးတဲ့အစားအစာလေးတွေကိုစသုံးပေးလို့ရပါတယ်ရှင်။ပရမောက်အစုံတမျိုးကတော့ဗီတာမင် C ပါ။ဗီတာမင် C စသုံးပေးမယ်ဆိုလို့ရှိရင်တော့ခနာကိုတွင်းကသွေးဖြူစဲပမာဏကိုထိန်းကြီးတဲ့အခါမှာထောက်ကူပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့ခနာကိုထဲမှာသွေးဖြူစဲပမာဏတွေများနေမယ်ဆိုလို့ရှိရင်တော့ဗီတာမင် C ကျော်ရတဲ့လိမ္မော်သီး၊တင်မော်သီး၊ဘယ်ရီသီး မလကာသည်နနက်သည်တံမြိုသည်တံမြာသည်တို့ကိုစသုံးပေးလို့ရပါတယ်ဒါရီအပြင်ဗီတာမင်စီကျော်ရတဲ့ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ပန်းကော်ဘီပန်းကော်ဘီစိတ်ငရုတ်ပွားမုံလောင်ဦးနီတို့ကိုလည်းစသုံးပေးလို့ရပါတယ်ရှင် အဟားတစ်မျိုးကတော့ဒရိုးစနစ်ပစ္စည်းတွေပါဒရိုးစနစ်ပစ္စည်းတွေအရဆိုလို့ရှိရင်ခနာကိုကိုထိခိုက်စေတဲ့ free radical တွေကိုထိန်းကြီးပေးနိုင်ပါတယ်ဒီ free radical အကြောင်းပေါ့နော်ခနာကိုအတွင်းမှာရှိတဲ့ protein တွေဆဲတွေ DNA တွေပျက်စီးသွားလဲကောက်ွယ်ပေးနိုင်ပါတယ်ဒါကြောင့်မို့လို့ခနာကိုအတွင်းမှာသွေးဖြူတွေများနေလို့ဒရိုးစနစ်ပစ္စည်းတွေဆက်သုံးပေးမယ်ဆိုလို့ရှိရင်တော့ကျွတ်တုံမိတ်ကျွတ်တုံနီးကျွတ်တုံဖြူဓာတ်ပတ်စင်ရင်းနှွေးကြတဲ့ဇီဖြစ်သေးတွေကိုဆက်သုံးပေးလို့ရပါတယ်ရှင် ောက်ဆုံးနှမျိုးကတော့ omega 3 fatty acid ပါဒီဓာတ်ဟာဆိုလို့ရှင်ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဓာတ်မျိုးပါပဲဒီဓာတ်ကိုအစာတောက်တွေကနေတဆင့်လည်းရရှိနိုင်ပါတယ်ရှင် omega 3 fatty acid ကနှလုံးနဲ့သွေးကြောတွေကိုကျန်းမာစေပြီးတော့ပြင်ပကဗတိပြားတွေကိုလည်းအထူးအဆုံးတက်ထုတ်ပေးနိုင်ပါတယ်ရှင်ဒါဆိုဒီ omega 3 fatty acid ကိုဘယ်ကနေရရှိနိုင်လဲဆိုလို့ရှင်တော့ပင်လယ်က trout က salmon ကတကြားသည့်နဲ့နှစ်ချက်စေးတွေကနေပြီးတော့ရရှိနိုင်ပါတယ်ရှင်သွေးဖိအူအရေအတွက်ကရှိစံရတဲ့များနေတဲ့သူတွေအနည်းငယ်ကတော့အချို့ကဲတဲ့အစာအစာတွေအစီအရေများလုံးတဲ့ ဲ့အစားအစာတွေနဲ့အငံကဲလို့နဲ့အစားအစာတွေကိုတော့အတက်နံဆုံးရှောင်းသိမ်းပါလို့ပြောရင်းနေပဲဗီဒီယိုလေးကိုညီကုန်ထုတ်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်